ဒီတယောက်တည်းပဲနေလဲအဆင်ပြေရယ်ဆိုပြီးတော့နေလာတာပေါ့နော်အဓိကတော့ကိုကအချစ်ခံရရယ်ပေါ့အမဆီချမ်းသာမှုကကြတော့သူ့ရဲ့ဒီတခြားရှိသမျှအရာအကုန်လုံးထက်ကိုသူ့အတွက်အရေးကြီးရယ်ပေါ့နော်အဲ့တော့အမကသူ့ရဲ့ first priority ဖြစ်တယ်ပေါ့အဲ့ဒါလေးအကြောင်းမို့လို့လဲဟိုကိုကဒီဘဝလက်တွဲပေါ့အဖြစ်ရွေးချယ်ပြစ်ခဲ့ရပါဟုတ်ကိုကကလေးလေးလိုချစ်ခံရရယ်ပေါ့နော်သူကကလေးလေးကြောက်ကိုချစ်တော့ချစ်တော့ကြတော့ကိုကကလေးလေးကြောက်လို့စိုးဝေးရပါပေါ့ဒါတော့ဟွာလေး ဘယ်လိုခေါ်မလဲအဓိကတော့ဟိုအမအချစ်ခံရရယ်ဗောနော်အချစ်ခံရရယ်ကိုကလည်းချစ်တယ်ဒါပေမဲ့သူချစ်တာအောင်မမိဘူးဖြစ်တင်ရဗောနော်မအားတော့ဒီဟိုဟာချစ်သူကတော့ချစ်သူလည်းသူလည်းဆရာဝန်ပဲပေါ့နော်တွဲတာကတော့ညီမတို့အရင်တော့မကြသေးပါဘူးတစ်နှစ်ခွဲလောက်ပဲရှိသေးတယ် အဲလက်မှတ်ထိုးထားတဲ့သူ proposal လုပ်တဲ့ဟာလေးပေါ့နော်အဲ့အားလေးကိုပြန်ပြီးတော့ဒီမှာပွဲလေးမလုပ်ခင်မှာဟိုပရိသတ်ကိုအတိပေးဖြစ်တာပါဟုတ်ဒီတယောက်တည်းပဲနေလဲအဆင်ပြေရယ်ဆိုပြီးတော့နေလာတာပေါ့နော်အဓိကတော့ကိုကအချစ်ခံရရယ်ပေါ့အချစ်ခံရရယ်ပြီးတော့ဒီစိတ်လုံးဂျုံမှုရရယ်ပေါ့နော်တခုခုဆိုရင် ကိုတခုခုဖြစ်တာ ਨੇ သူရှိရယ်ပေါ့နော်အဲ့ဒီစိတ်လုံးဂျုံမှုကိုရရယ်ပြီးတော့ကိုကဟို တော်ရုံတော်ရုံဆိုရင်အားကိုးတက်တဲ့အထဲမှာမပါဘူးပေါ့နော်ဟိုသူများကိုအားကိုးရတယ်ဆိုရဟာကိုလေကိုကတိတ်မတိရဲထဲမှာပါတာပေါ့အဲသူနဲ့ကြတော့ယောက်ျားကောင်းတယောက်လိုခင်မုန်းကောင်းတယောက်လိုအကူတယောက်လိုမျိုးအမအဲ့ဒီလုံခြုံရတဲ့ခန်းစားချက်ကိုရရပေါ့နော်ပြီးရင်သူကအမဆေချမ်းသာဘူကကြတော့သူ့ရဲ့ဒီတခြားရှိသမျှအရာအကုန်လုံးထက်ကိုသူ့အတွက်အရေးကြီးရပေါ့နော်အဲ့တော့အမကသူ့ရဲ့ first priority ဖြစ်တယ်ပေါ့အဲ့ဒါလေးအကြောင်းမို့လို့လဲဟိုကိုကဒီဘဝလက်တွဲပေါ့အဖြစ်ရွေးချယ်ပြစ်ခဲ့ရပါဟုတ် ဟုတ်အသက်ကတော့သူနှစ်နှစ်လောက်တော့กว่าဟုတ်အကူကပိုကြည့်ရအောင်အကူကပိုကြည့်ရအောင်ကိုကခလေးလေးလိုချစ်ခံရတယ်ဗောနော်ကိုကြီးကိုအတွဲလိုက်တော့လဲခလေးလိုချစ်ခံရတာဗောဟုတ်ဟိုးရင်တော့အတိတာတော့ online ကနေပြီးတော့တည်ရဗောနော်ဒါတော့မြန်မြန်တိုင်းမိရှိရဗောဟွာတော့အပြင်မှာတွေ့ရတော့တကယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်မှာတွေ့ရပါဟုတ် ဘယ်တော့ကဲလောက်ပြီလဲဆိုတော့ဝေးထားတဲ့ကလေးလိုမျိုးကဲလောက်တော့တခါလေတော့အမဟိုတယောက်သေးသမားတူးဒီတော့တမီဆိုတော့လေတခါလေကြာရင်ကိုယ့်အကိုအိမ်မှာအဲ့လိုမျိုးဟိုအဲရုပ်ရှင်ကြည့်ချင်းကြည့်ရဲအရင်တော့လည်းဒီလိုပဲနေလားဆိုတော့ကြောင်တခါလေတော့အရန်ရုပ်လိုမျက်စိကြောက်ထောက်ကြည့်ခံရရင်အဲ့လိုမျိုးတခါရနေအမီအမီလားလို့တော့မမေးဘူးမေးရွာအစင်အထီပဲပေါ့နော်အဲ့လိုမျိုးဘာလို့ချင်းလဲဘာလို့ချင်းဘာလို့နေရလဲဘာရှာနေရလဲအဲ့လိုမျိုးဟာဆာဆိုတော့ကြောင်ဟိုအရန်တော့အဆင်ပြေရပါတော့နော်အရန်အဆင်ပြေရဒါမဲ့ ဟိုတခါလေတော့စိတ်ကျဉ်ကျက်တာလေးတွေတော့ရှိရပါတော့ဒါမဲ့ဒါလည်းသူ့ရဲ့ပုံစံပဲဆိုတော့ကိုယ့်ကိုသူချစ်တဲ့ပုံစံပဲဆိုတော့ကျွန်တော်ကလက်ခံရတာပေါ့နော်ဟုတ်အဲ့ဒီကတော့ဒီလုံမယ်ဆိုတာလေးတော့ကြူတိထားတာပေါ့နော်ကြူတိထားရဆိုတော့ကျွန်တော်ညီမအမရဲ့ဟို best friend နဲ့သူနဲ့ကပလန်နေတာပလန်နေဟာ best friend ကိုပို့ရ message ကိုအမစီကိုမှာဖို့အဲ့ရနေပြီးတော့အဲ့ရနေပြီးတော့အမနည်းနည်းရောရိမ့်မိတာပေါ့နော်ရိမ့်မိရဲ့ဆိုတော့ကျတော့ ဟိုကိုရီးယားပြီးတော့တခုခုဆိုလို့ရှိရင်ပုံမှန်လင်းလင်းတိုင်ပင်တဲ့လူမျိုးဆိုတော့ငါတို့ဟို timeline လေးပေါ့နော်ဘေးရဲ့ဘေးရဲ့လောက်မှာဟိုလက်မှတ်ထိုးကြမယ်။ဘာညာနဲ့ပြောထားတာဆိုတော့ဒီကြားထဲမှာတော့ဟို proposal လေးတော့လာမယ်လို့တော့ကိုကတော့မျှော်လင့်ထားမိတာပေါ့နော်။အဲ့ချိန်မှာသူက message မှာပို့ရဲ့အချိန်ကျတော့အမှားတိတော့တိသွားတာပေါ့။အတိသွားရဆိုရင်မဲ့လေဘာလေးဘာလေးလေးလှုပ်ထားတယ်ဘသူတွေလာမယ်ဘာညာကျတော့မတိဘူးဆိုတော့ကျတော့အဲ့အားလေးကတော့ရင်ခုန်ပြီးတော့အဲ့ဒီမှာပျော်ခဲ့ရပါတယ်ဟုတ်။ဟုတ်ကြာသွားပြီ။ proposal ကတော့ဟွာလောက်တော့ရှိပြီထင်တယ်အဲရဲ့ date ပြန် date အဲဒီလိုရဲ့လက်ချိုးပြီးတော့ရဲ့ရဲ့ချိုးပြီးတော့မဟုတ်ဘူးလပိုင်းကြော်ပြီးနောက်ထပ်24ထဲမှာလောက်ဖြစ်တာဟုတ်နိကရဲရဟုတ်နိကရဲရဟုတ်ဖြစ်ပါဆိုတော့အခုကြာတော့ဒါ number 2ကိုလေးရောဒါလောက်လိုက်တယ်ဒါပေတော့ ဟုတ်အမားတို့ကအဲ့ဒီအမားတို့နှစ်ယောက်တိုင်ပင်ပြီးတော့အဲ့ဒီ proposal လေးလုပ်ပြီးတော့တိတ်မကြဘူးတိတ်မကြဘူးလက်မှတ်လေးထိုးပြစ်သွားတာပေါ့နော်လက်မှတ်လေးထိုးတာတော့ညီမဟိုအမားတို့ကဒီမိသားစုပဲပေါ့နော်မိသားစုရဲ့တငယ်ချင်းအမားဟို best friend လောက်ပေါ့နော်အရင် close ဖြစ်တဲ့တငယ်ချင်းနှစ်ယောက်သုံးယောက်လောက်နဲ့ပဲအမားတို့ကအချင်းယုံလေးပဲလက်မှတ်ထိုးပြစ်လိုက်တာပေါ့နော်ဟိုပွဲလုံးမယ်လို့ဆုံးဖြတ်စဉ်းစားလိုက်ပြီးတော့မှဒီအမားကြားထဲမှာအမားအဖွာဆုံးသွားတော့အမားအဖွာဆုံးတဲ့ဒီတစ်နှစ်အတွင်းမှာတော့မင်္ဂလာပွဲမလုပ်ဖြစ်ပဲနဲ့ဒီဆုံးတာ ွားဆုံးတဲ့တစ်နှစ်ပြည့်ပြီးတော့မှမတော့ဒီမေလမှာပွဲလေးစီစဉ်လိုက်တာပါဟုတ်သူကကလေးလေးကြောက်ကိုချစ်တော့ချစ်တော့ကြတော့ကိုကကလေးလေးကြောက်လို့စိုးဝေးရပါဘောဒါတော့ဟွာလေဘလိုခုံးလဲအဓိကတော့ဟိုအမအချစ်ခံရရပေါ့နော်အချစ်ခံရရကိုကလည်းချစ်တယ်ဒါပေမဲ့ तू ချစ်တာအောင်မမိဘူးဖြစ်တင်ရပေါ့နော် तू ကတော့ပို့ပြီးတော့ကိုကိုအရန်ပို့ပြီးတော့ကိုထက်အများကြီးပို့ပြီးတော့ချစ်တယ်လို့ထင်ပါတယ်ဟုတ်အမအိမ်မက်ကဲကောင်းတယ်လို့ပြောလို့ရပါ ကံကောင်းတယ်လို့ပြောလို့ရတာပေါ့เนาะဟုတ် တော့မိဘရောမမေးဖူဖေကလည်းပြောပြီးကြည့်နေတာဆိုတော့ဒါဘလူးလေးရောရှိတယ်အမ်ဒါကတော့ဟိုမိဘတွေကလည်းသဘောကျပါတယ်အမအဖေမိကလည်းအာဟိုအကိုအစင်ပြေပေါ့နော်အကိုကကျတော့ तू ကဒီလူကြီးတွေပုံမှန်လဲ तू ကရီရီမုံမုံရှိရဟိုရင်းကြီးကြီးရှိရပေါ့နော်ပြီးရင် तू ကဟိုပေါင်တင်ပေါင်တင်ဆက်ဆံရေးလည်းကောင်းနေပေါ့အဲ့တော့ကျတော့ဟိုအမီးတို့လည်းသဘောကျတယ်ပြီးတော့အကိုရဲ့အဖေအမီးဘက်ကနေလည်းအမအကိုကျတော့သူတို့လည်းချစ်ကြတယ်ပေါ့နော်ချစ်တယ်အဲပြီးတော့သ ဘောကြရဲဆိုတော့ကြတော့နှစ်ဦးနှစ်ဖက်တော့ဘာမှတော့တိတ်ပြောစရာမရှိဘူးပေါ့နော်ဟိုအအဖေရကြတော့အမဖေရကြတော့သူကငငယ်တည်းကအမကိုအယမ်းချစ်တာဆိုတော့ဟိုပြီးရင်သူ တတလုံးသူနဲ့ပဲအဲ့လိုမျိုးနေွားမယ်လို့ပဲသူဟိုယုံကြည်ထားတာပေါ့နော်အမလည်းအဲ့လိုမျိုးတတလုံးအဲ့လိုမျိုးဖိနေနေမယ်ဆိုပြီးတော့အဲ့လိုပဲဟိုါလောက်ထားတာပေါ့တခုဆိုလို့ရှင်လည်းဒီတာဖာနှစ်ယောက်ကအဲ့လိုယုံကန်ခဲ့ရရယ်ပေါ့နော်အဲ့တခုဆိုရင်တယောက်နဲ့တယောက်နဲ့အပြန်လန်ဟိုအပြန်လန်ရှိပြီးခဲ့ကြရယ်ဆိုတော့ကြောက်ဘီအန်နေဝန်နေတာမျိုးတော့ရှိအောင်ဒီအနေကတော့သစ္စာပေါ်ကိုအဖေအလိုချစ်ခံလာမိလား။အမ် အဲ့နည်းနည်းတော့ရှိပါတယ်အဖေရောတော့ဟိုချစ်တာတော့မလျော့ပါပါဘူးလို့အဲအမြဲတမ်းဟိုချစ်တယ်ဆိုတော့ကြတော့အဲရန်လဲချစ်တယ်ပေါ့နော်ပြီးတော့ဟိုဒီအဖေကလည်းအမရဲ့ vespirity ပဲဖြစ်နေမှာ အမားတို့ကမင်္ဂလာပွဲကိုတော့တရက်နေမှာစီစဉ်ထားရပေါ့နော်အမားတော့ဟိုဗမာလိုပဲထမင်သိန်းနဲ့ပဲထွက်มาပါထမင်သိန်းကတော့ဒီဒီဇိုင်နာကိုမျိုးမင်းဆိုတာစပွန်ဆာအမားတို့စပွန်ဆာပေးထားရပေါ့နော်အဲပြီးွားလို့ရှိရင် ဒီ jewelry ကတော့သင်းရတနာအမတငယ်ချင်းပဲသင်းရတနာ gems and jewelry ကစပွန်ဆာပေးထားတယ်အဲ band ကတော့ g1 ကတော့ကိုအောင်သူတို့ရဲ့ lucky hand band ပေါ့နော်ပြီးရင်ဒီအစီအစဉ်တင်ဆက်သူကြတော့အဲ studio တန်ရှိအနီတန်တန်တွေအမအောင်မြစ်တာဖြင့်ကူညီအကူညီထားပေးရပေါ့နော်ပြီးတော့အဲ and ဟိုဒီပွဲပွဲတစ်ခုလုံးရဲ့ wedding planner ပေါ့ပွဲတစ်ခုလုံးရဲ့ planner အဲ့ဒီပွဲရဲ့ planner ကတော့ဟိုကိုစင်အောင်ပေါ့နော်ကိုစင်အောင်ကလည်းအမအောင်ဟိုမြစ်တာဖြင့် အာချစ်လို့တဲ့သူလဲဆိုတော့မေတ္တာဖြင့်ကူညီထားပေးရပေါ့အာပြီးတော့အမားကတော့အရန်နေရောအမားတို့ဒီအာအမားတို့အနုပညာလောကတွေကမောင်နှမတွေကိုပဲအမအကူညီတောင်းထားရပေါ့နော်ဟုတ်ဘယ်လိုရောဖြစ်လဲတကယ်ချင်းနေရှုဆိုလို့ရှိရင်မနန်းစားပေါ့ဆိုကြအရန်အင်းကြီးတွေချုပ်ထားပြီးဆိုအရန်ဝမ်းတာနေရနော်ဝမ်းတာနေရဟုတ်တယ်ယူလို့ရောယူအခုကတော့တတွဲကတော့ငိမ့်တောင်းနေယူသနာတင်နောက်တတွဲကတော့အလင်းရောင်နဲ့ဆန်ရည်ဒီမိုးမြင့်မှာဟုတ် ဒါကိုယ်တငယ်ချင်းတွေကိုပဲပြန်ပြီးတော့လည်းမြင့်ညက်ထားတာပေါ့ဟုတ်ပရိသတ်တွေကိုလည်းအခုထိပေါ့နော်အမှုပြညာလုပ်တွေနားလိုက်တာ17နှစ်လောက်ရှိပြီဒါပေမဲ့အခုထိဟိုချစ်ပေးလို့အမှတ်မိပေးလို့မှတ်မိပေးကြတဲ့ပရိသတ်တွေပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုအိမ်အောင်ပြုပြီးသွားတဲ့နောက်ပိုင်းမှာလည်းဒီတိုင်းပဲရှိနေဥမာပါပေါ့နော်အဲ့တော့ဆက်ပြီးတော့လည်းအားပေးပါအောင်လို့နှစ်ယောက်စလုံးချစ်ပေးပါလို့ပြောချင်ပါတယ်